ဒီကိုလိုက်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 သွားဟောငါတို့မိုးကုတ်တရားစခန်းနေသွားတာမိမဝလန်တရားစခန်းနေသွားတာအစားတောင်ကောင်းကောင်းမစားရဘူးအစားတောင်ပါတော့လွတ်လွတ်လပ်လပ်မစားရဘူးအမေအမှတ်နဲ့စားရမယ်အမှတ်နဲ့စားရမယ်အဲ့ဒီလိုတချို့ကမသိတော့ကြတော့ပြောကြတာအစားနဲ့ပတ်သက်ပြီးတော့လည်းမဖြစ်နိုင်တော့ကိလေသာတွေဝင်နိုင်တာပဲ ဟုတ်တယ်မဟုတ်လားနေရာတိုင်းကင်းနဲ့ပတ်သက်ပြီးတော့လေကိလေသာတွေဝင်နိုင်တာနေရာတိုင်းမှာကိလေသာရှိဘူးလားရှိပါဘူးအေးအဲ့ဒီကိလေသာတွေမဝင်အောင်ကျူးစားတဲ့အလုပ်ကတရားအထုတ်တဲ့အလုပ်ပဲမှန်ရဲ့လားကဲဟုတ်ပြီစိတ်ဆိုတာအင်မတန်လင်းမြန်းတာဟုတ်တယ်မဟုတ်လားနာနာတော့ဒါကတော့စိတ်ချင်း89ပါစိတ်အကျင့်120ပါဆိုတာရှိတယ်ဟုတ်လားနော်ဒါကတော့ဦးဇင်းတို့စာပေမှာရှိတာပေါ့နော် စိတ်စိတ်ဆိုတဲ့သဘောကတော့သူကတိတက်မြင်တက်နော်တိတက်တဲ့သဘောကြောင့်စိတ်ပေါ့ထိလို့ကင်လို့တွယ်လို့မရတာစိတ်ဟုတ်တယ်နော်ထိလို့ကင်လို့မရတာဘာလို့ခေါ်စိတ်ထိလို့ကင်လို့ရတာကယုတ်ဟုတ်တယ်မလားထိလို့ကင်လို့ရတာကတော့ယုတ်အဲ့ဒါရှင်းတယ်နော်အဲ့ဒါရှင်းတယ်ဟုတ်တယ်မလားစာပေမှာတော့မလာဘူးတို့တော့လောကဥပမာအရာကတော့ဘာဖြစ်လို့အဲ့ဒါရှင်းတယ်ဘာတော့ စိတ်ဆိုတာကြီးလို့ကင်လို့မရရုပ်ဆိုတာမှာတော့ကြီးလို့ကင်လို့ရအဲ့ဒါမျိုးပေါ့နော်ထပ်လိုက်တော့စိတ်လင်းမြန်ပုံလေးစိတ်လင်းမြန်ပုံလေးအဲဆယ်မိနစ်ပဲကြံတော့တယ်အဖို့နိုင်နေတူတူပဲလားနော်ဆယ်မိနစ်ပဲကြံတော့ပဲအိုးသူတော်ကောင်းများအိုးဇလန်းလေးကမထည့်ရသေးဘူးဘယ်လိုလုပ်ရော ဟုတ်လို့ရှိရင်ထည့်လိုက်အောင်ပါလားမြတ်အတူပေါ့နော်အတူပေါ့အဲအရှိတော့မရတော့ဘူးလေ7မိနစ်တည်းနဲ့တော့နော်အော်တန်တရာကလဲပြီးပြီနော်တန်တရာထွက်မယ်ဆိုရင်ထွက်မယ့်နေရာလေးလင်းပြပြီးပြီနော်ဘုန်းကြီးတန်တရားလဲလဲမလဲဘူးထွက်လဲမထွက်ဘူးမလုံးနဲ့ချက်လွယ်လဲလဲပြီးပြီထွက်လဲထွက်ပြီးပြီနော်တေချာပြပြီးပြီနော်အဲ့ဒါကပြပြီးကမှသူတော်ကောင်းမြတ်ပောက်တဲ့ခရရည်ညော့တာမို့လား ပေါက်တက်ခရရပြောတာအဲ့ဒါထွက်ပြီးမှကိုတာဝန်ကြီးမှမလုပ်တာတော့ပေါက်တက်ခရပြောတာဩသင်္นานတရားဆိုတော့လေသူတော်ကောင်းများပြင်းအောင်ဟောလို့ဖြစ်လားမဖြစ်ဘူးဗျာအခုဆိုလို့ကျင်ဩမျက်စိလေးတွေကျဲအဲအလုံးသဘောကျဦးဇင်းတို့ကဦးဇင်းတို့ကတကယ်တမ်းကညာဝဲဓမ္မဂတိကဦးဇင်းတို့ကတရားစကားပွဲတဲ့ညာပွဲများတာကိုနိုင်ငံရေးမကောင်းလို့ဒါဦးဇင်းတို့ကညာပွဲဒီကတိတ်မလုပ်ဖြစ်တာ အခုစတော့ညာဘွဲတန်တဲ့ marketing ကညာဘွဲဆိုတော့သူတော်ကောင်းများပရိသတ်ပေါင်းထောင်ချီတောင်ချီတလူဟောတာဟောတော့ကြတော့ပြိသတ်ကဝုန်းဝုန်းဝုန်းနဲ့ဆိုတော့ဟောရတဲ့ marketing ကဗာပြဲတော့အားရတာပေါ့ဝုန်းဝုန်းနဲ့တရားစကားနေလိုက်ဟောတော့ကြတော့